ုပ်ချုပ်လိုက်တာ၄နှစ်ကျော်တွင်းမှာလူဦးရေကတဘာဝဘေးနဲ့တဘာဝဘေးနဲ့တော့ဗောနော်သူတို့ပြစ်လို့သေးတာနဲ့ဟိုဘက်ဒီဘက်ပြစ်လို့ခတ်လို့သေးတာနဲ့ဆိုရင်၄နှစ်အတွင်းကိုလူဦးရေနှစ်သိန်းပတ်ချလဲတော့ပွားပြီးထင်တယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာ နေစဉ်ထူးဆင်းတဲ့တဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်ကဲအခုတိုင်းပြည်မှာက ဘေးထွက်တွေစိုးကျိုးတွေတအားဖြစ်နေတယ်ကျွန်တော်တို့တိုင်းပြည်ကိုခင်ဗျားတို့စဉ်းစားကြည့်လိုက်နော်၄နှစ်ရှိပြီပေါ့ဗျာ၅နှစ်ပေါ့၄နှစ်ပေါ့၄နှစ်ရှိပြီတနေ့တနေ့ကိုလူတရားကျော်လူတရားကျော်သိုးစိမ့်ရှင်ရှင်ထွက်ပြီးတော့သေးနေတာဟမ်ဟိုဘက်ကဟိုဘက်အဖွဲ့အစည်းရဒီနေရာကိုတိမ့်လိုက်ဒီဘက်အဖွဲ့အစည်းရဟိုနေရာကိုပြန်တိမ့်လိုက်ဟိုနေရာကိုတိုက်လိုက်ဟိုလူကိုပြက်တက်လိုက်နေတနေ့တနေ့ကို လူပေါင်းတရာကျော်တရာကအ ਨੇ ဆုံးသွေးသိမ်းချင်ချင်ထွက်ပြီးတော့တိုင်းပြည်မှာသေးနေတာသွေးညီစော်တွေနန်းနေတဲ့တိုင်းပြည်မှာအခုလိုဆိုးအခုလိုပတ်ဝန်းကျင်ကနေဒဏ်ခတ်တဲ့ဟာတွေမကောင်းဆိုးွားတဲ့ပြေးမဲ့ဒဏ်တွေကိုခံရမှာစူးစမ်းတော့မစမ်းဘူးနော်တနေ့တနေ့တနေ့ကိုကျွန်တော်တို့နိုင်ငံမှာလူတရာကျော်သွေးသိမ်းချင်ချင်ထွက်ပြီးသေးနေတာအ ਨੇ ဆုံးအ ਨੇ ဆုံးတနေ့တနေ့ဟိုဘက်ဒီဘက်ဟိုဘက်စီဒီဘက်စီအကုန်ပေါင်းရင်တနေ့ကိုလူတရာကျော်မကသေးတယ်အခုငလျင်လာပြီး သွေးညီနဲ့နန်းနေတဲ့အတိုင်းပြည်မှာမကောင်းဆိုးဝါးတွေကြီးစိုးမှာပဲအဲ့တဲ့ခါကြောင့်မလို့ငလျင်စီလှုပ်ပြီးလူ၃000အထက်ကိုတေးလိုက်မှလို့ကျွန်တော်တို့ယူဆတယ်။နော်အခုငလျင်ဖြစ်ပြီးဟိုးတုံးကဆိုလို့ရှိရင်ကိုဗစ်တုံးကလည်းဗိုလန်တီးယားတွေကယ်ခဲ့တာပဲပြည်သူကပြည်သူကိုကယ်ခဲ့တာပဲနော်ရေဘေးတုံးကလည်းပြည်သူကပြည်သူကိုကယ်ခဲ့တာပဲအခုပြည်သူတွေကလူငယ်တွေကဗိုလန်တီးယားဆိုတာအများစုကလူငယ်တွေပဲ။ အဲ့ဒီလူငယ်တွေကအခုကတော်တဲ့ကိုရောက်တဲ့သူကရောက်လက်နဲ့ကင်တဲ့သူကကင်စင်မှုထမ်းအမမိုးလို့ပြေးတဲ့သူကပြေးသေတဲ့သူကသေတကယ်တမ်းအခုတိုင်းပြည်စိုးကြိုးတွေဖြစ်ပြီးဟုတ်လားအမောက်ပယောဂါတွေရောက်ပြီဆိုတော့ကယ်မဲ့သူမရှိတော့ဘူးနိုင်ငံတကာကိုကယ်ပါကူပါပြောနေတော့လဲနိုင်ငံတကာကလည်းပြောမယ်ဆိုလို့ရှိရင်လာတော့လာခြင်းနဲ့ဒါပေမဲ့အခုလာတယ်ပဲထားအောင်များတရုတ်အမေရိကန်တရုတ်အမေရိကန်မလေးရှားစင်ကာပူလာတယ်အိန္ဒိယလာတယ် လာတဲ့အကူအညီတွေကိုပြည်သူကိုဓာတ်ရိုက်တို့လက်နဲ့ပေးပါစေလို့ကျွန်တော်တို့မျှော်လင့်တယ်။ဒါမှမဟုတ်လို့မင်းအောင်လိုင်ရဲ့အစိုးရကိုသွားပေးလိုက်လို့မင်းအောင်လိုင်လက်ထဲကိုရောက်လို့ရှိရင်တော့တို့ဖောက်ပြီးသားမကောင်းတဲ့မကန်းနေပဲရမှာပြည်သူလက်ထဲကိုမရဘူး။ဟိုတုန်းကနာကစ်တုန်းကလည်းဒီတိုင်းပဲအမေရိကန်လိုအမေရိကန်တို့ကသင်းမောတွေနဲ့လေတွေနဲ့လာတယ်။လာပြီးလဲပြီးတော့ဒီအကူအညီတွေကိုပေးမယ်ဆိုတော့တို့လက်ထဲကနေတစင်ပေးရမယ်ပေါ့ဗျာ။အဲ့ဒါနဲ့ဟိုလူတွေကမပေးဘူးဓာတ်ရိုက်ပေးရမှာပေးမယ်ဆိုတော့မရဘူးပြန်တော့ဆိုတော့ဘာတစ်ခုမှမရလိုက်ဘူးပြည်သူတွေပြန်ရတယ်။ နော်ရေပေးရေပေးကြီးလိုက်တဲ့ခါကျတော့ရေပေးတော့ကလည်းဒီတိုင်းပဲဟလာအုပ်ချုပ်ရေးမှုတွေကတဆင့်သွားမယ်အုပ်ကွာလေးထွေးအုပ်တွေကတဆင့်သွားမယ်လို့ရှောက်ပြောပြောလဲပြောကောင်းတဲ့ဟာတွေကိုအထက်အထက်တွေကယူသွားတကယ်မကောင်းတဲ့ဟာတွေပဲပြည်သူစီရောက်တယ်အခုတကယ်တမ်းအနိုင်ငံတကာကပေးတဲ့အကူအညီတွေကိုပြည်သူတွေလက်ထဲကိုအမှန်တကယ်ရောက်ဖို့ဆိုရင်သူတို့ပေးတဲ့အဖွဲ့အစည်းတိုင်းကကိုယ်တိုင်ပြည်သူကိုပေးမှပဲတကယ်လက်တွေ့ရောက်မှာမဟုတ်လို့ရှိရင်တော့မင်းအောင်နိုင်တို့လက်ထဲကိုရောက်လို့ရှိရင်ဟုတ်လား သူတို့ကမตาလက်ဖက်နဲ့လည်းမျက်နှာလှုပ်တယ်လက်ဖက်လည်းကုံအောင်ကအညွန့်ဆိုတာတွေစသွားပြီးတော့မကောင်းတာကိုပဲပြည်သူကိုပေးဦးမှာအားကြောင့်မလို့အခုတော့မင်းအောင်လိုက်မေလိုးကဘာလို့လဲမှတ်လို့လဲငယ်လျင်ဘေးဖြစ်တယ်ဗျာသူကလည်းသူဟုတ်လားအရဝတ်နဲ့လာလဲရတဲ့ဥစ္စာကိုစစ်သားယူနီဖောင်းကြီးဝတ်ပြီးတော့အောင်လေးစစ်တပ်ကပဲလှုပ်ပေးနေတဲ့ပုံစံမျိုးနဲ့တကယ်တော့အခုဖြစ်လာတဲ့အခါကျတော့နော်나이 ကယ်ဆယ်ရေးအသင်းတွေလည်းမလုံလောက်ဘူးမိသားတွေလည်းမလုံလောက်ဘူးဗော်လန်တီးယားလည်းမလုံလောက်ဘူးဒါဘာလို့ပြလဲဆိုတော့တိုင်းပြည်မှာမစည်းလုံးတဲ့အခါကျတော့တိုင်းပြည်ကတကယ်တမ်းဟုတ်လားတကယ်တမ်းဟိုတဘာဝဘေးရန်တွေနဲ့ကြုံတွေ့လာပြီဆိုလို့ရှိရင်ဒီပြည်သူကပြည်သူကိုမှမကူညီနိုင်ဘူးပြည်သူကပြည်သူကိုမကယ်နိုင်တော့ဘူးဆိုရင်အကုန်လုံးကပုတ်ပွားပြီးတော့ဒီတိုင်းပဲဖြစ်သွားလိမ့်မယ်အခု30ထဲမှာပြောချင်တာကကျွန်တော်တို့တိုင်းပြည်ကအချောင်လိုက်တာတွေများတယ်ဗျာ ပြိုကျတဲ့ဟာတွေကိုကြီးလိုက်လို့ရှိရင်အဆောင်ဟိုအစ်စ်တွေလည်းပါတယ်เนาะအဆောင်ဟိုအစ်စ်တွေကလည်းပြောမဆိုရင်အင်ဂျင်နီယာနဲ့မဆောက်ဖွဲနဲ့ပယံဆရာလိုလိုလက်သမားလိုလိုလူတွေနဲ့စောက်လို့အဲ့လိုဖြစ်တာဈေးချိုတာကိုလိုက်လို့အသေးနာကုန်ကြတာလည်းပါတယ်เนาะဒီဟာတွေကကြကြနနစောက်မယ်ငလျင်ဘလောက်စကေးကိုမပြိုအောင်တောက်ခံနိုင်အောင်စောက်မယ်ဆိုတဲ့စီမံကိန်းတွေနဲ့ဆွဲပြီးစောက်မယ်ဆိုလို့ရှိရင်ဒီတိုက်တွေဒီအဆောက်အဦတွေဒီဖုံးရင်းကြောင်းတွေကမပြိုဘူးเนาะအခုမစိုးရင်တိုက်စစ်ကိုကြည့်လိုက်တိုက်ကြီးမှာအကြီးပဲဒါနဲ့ तू อ่ะ ကျွန်တော်ကြည့်ရဆိုတိုင်ထဲမှာပဲတန်ချောင်းလေးလေးချောင်းရှိတယ်ကျန်တာအုတ်တွေကြီးပဲတွေ့တာပြိုကြတော့အကုန်သေရောအကုန်လုံးပြိုတာဒီကြားထဲပဲအဲ့အဆောက်အဦအများစုကဖောင်ဒေးရှင်းမခိုင်တာတွေပေါ့ဖောင်ဒေးရှင်းကလက်သမားလိုလိုပယံလိုလိုတွေနဲ့စောက်ပြီးတော့အဲ့မှာမြောင်းလေးပေါ့မြောင်းလေးတောင်တသာလောက်တူးဒူးကောင်းလောက်ကလေးတူးပြီးတော့အဲ့အထဲကိုပဲဖောင်ဒေးရှင်းလေးချပြီးလဲပြီးတော့ပေါ်မြင်းနဲ့တက်စောက်တကယ်တမ်းဖြစ်တော့ပြိုသေးကုန်ရစိတ်နဲတာလောက်ကိုတွေးပြီးလဲပြီးတော့သေတော့ကိုပဲခံရတာကိုလည်းမနေရတော့ဘူးအဲ့တိုက်ကြီးမှာကိုလည်းသေတဲ့ထက်ပါပါပြီ အဲ့တော့အချောင်နေတော့အချောင်သေးခံရတာပေါ့ဗျာဟုတ်ပြီလားအဲ့ဒီအခုပြောနေတာကြတော့အခုလက်ရှိပြည်သူတွေအနေနဲ့ကတော့နော်မင်းအောင်နိုင်ကိုမကူညီတော့မှပဲလက်ရှိနိုင်ကူညီမှုအသင်းလေးတွေဟုတ်လားဟုတ်လားကဲသေးအသင်းလေးတွေကိုငွေကြေးလေးတွေထောက်ပံ့ပြီးတော့ထိထိရောက်ရောက်လေးကဲနိုင်အောင်ကူနိုင်အောင်လို့အားလုံးဝိုင်းပြီးတော့ကူညီကြပါဦးလို့နှိုးဆော်ရင်းနဲ့ဒါပါပဲဗျာဟိုမေကိုလိုကြီးကိုလည်းနေပါစေလို့ဆုတောင်းပါတယ် တဲ့နောက်ထပ်တစ်ခုပြောချင်တာကတော့ကံကောင်းလို့ထောင်ကြတဲ့အထဲမှာဒေါအောင်ဆန်းစုကြည်ပါသွားပြီပေါ့ဗျာ။ဘာဖြစ်လို့ဆိုတော့အခုတမရယုံတမရအိန်တော်ရာတို့ဘာတို့ကပြိုတဲ့အထဲမှာပါတယ်ဆိုတော့ဒီချိန်မှာအဲ့ထဲမှာလာတမရအတို့ဘာတို့ညာတို့ရှိနေမယ်ဆိုလို့ရှိရင်ဒီထဲမှာလည်းပါသွားနိုင်တဲ့လူတွေရှိတယ်။ဘာကြောင့်မလို့အစိုးရရအကောင်ကတော့ကံကောင်းလို့ထောင်ကြတဲ့အမေတော်အောင်ဆန်းစုကြည်ကိုဒါဖျားမှတယ်လို့ပဲသဘောထားရမှာပေါ့ဗျာ။ကျုပ်တို့ပြည်သူတွေရောက်နေတဲ့ရောက်ဆွဲမထူနိုင်တော့ရောက်နေတဲ့ရောက်လည်းမကူနိုင်တော့ လိုတွေဖြစ်နေလဲဆိုတော့တောကတွေဝိုင်းနေုံကလွဲလို့စုတ်တက်ပြီးတော့စုတ်တက်ပြီးတော့เนาะမျက်ရည်ဝဲုံကလွဲလို့ဘာမှမကင်နိုင်ကြတော့အဲ့လိုဖြစ်အခုမင်းအွန်လိုင်းအုပ်ချုပ်လိုက်တာ၄နှစ်ကျော်အတွင်းမှာလူဦးရေကတဘာဝဘေးနဲ့ တဘာဝဘေးနေတော့ဗောနော်သူတို့ပြစ်လို့သေးတာနဲ့ဟိုဘက်ဒီဘက်ပြစ်လို့ခတ်လို့သေးတာနဲ့ဆိုရင်လေးနှစ်အတွင်းကိုလူကြီးနှစ်သိန်းပတ်ချလဲတော့သွားပြီထင်တယ်ထောင်ချတဲ့လူကလည်းပိန်းကန်းလောက်ရှိတယ်သေတဲ့လူကလည်းပိန်းကန်းလောက်ရှိတယ်နေတိုင်းနေတိုင်းမျက်ရည်နဲ့မျက်ခွက်မပြတ်တဲ့အတိုင်းပြီနေတိုင်းနေတိုင်းသွေးသိမ်းရှင်ရှင်ထွက်ပြီးတော့သွေးသိမ်းပန်းနေတဲ့အတိုင်းပြီအဲ့လိုအတိုင်းပြီမှာကျွန်တော်တို့ခမရတို့လူဖြစ်ရတာလဲအင်မတန်ကိုကန်ဆိုးလို့ပဲ တဘာဝဘေးကဒဏ်ခတ်တယ်ပဲပြောပြောမင်းဆိုမင်းညကြောင်ပဲငလျင်လှုပ်တယ်ပဲပြောပြောဒါဆင်ရင်သိပြီလို့ထင်တယ်နော်အခုတိုင်းတဘာကလာပြီးကယ်ဆယ်တဲ့အဖွဲ့အစည်းတွေလာပြီးသိရှိဖို့ကောင်းတယ်ရှိဖို့ကောင်းတာဘယ်လိုလဲဆိုတော့သေးပေါက်တဲ့နေရာကအစချီးရတဲ့နေရာကအစအားလုံးကနှိမ့်ကြတဲ့နေရနေသားတွေမှာပဝင်းကျင်ကြီးကမြင်ပြီကဘာကြီးကမြင်ပြီမြန်မာဆိုတော့ဒါလားဆိုတော့ကြီးကဝင်းဝင်းကြီးပေါ်ပြီနော် ကြီးပါစရာနေရာမရှိသွေးပေါက်စရာနေရာမရှိအထူးသဖြင့်ဟိုလာမလေးရှားလိုနိုင်ငံကလူတွေလာလို့ရှိရင်သူတို့ကအစ္စလမ်ဘာသာတွေဆိုတော့အများစုကလားသေးပေါက်ပြီးရင်လက်ထိတ်ကလေးကိုရေးစေးတယ်အဲ့ဒါတွေဆိုလို့ရှိရင်ပို့ပြီးတော့သူတို့တွေခက်ခဲကြုံမှာကဲကူညီလာပြီးကူညီတဲ့သူကအစဒုက္ခပြန်ရောက်နေတယ်ပေါ့နော်အိစရာနေရာကအစအကုန်လုံးကဲရတော့ကဲနေနေမှာပဲပေါ့ဒါပေမဲ့ ကိုပေါဝင်ချင်းကအခုလိုဂျပန်လိုနေရာမျိုးမှာသွားကြရဆိုလို့ရှိရင်အစင်တန်းရှိရှိကြရလို့ရတယ်ကွာမြင်တယ်မသိအဲ့လိုပြောချင်တာအခုဆိုရင်မြန်မာပြည်ကိုသွားပြီးကြရတဲ့သူတွေကြည့်လိုက်အောင်ဘယ်လောက်တောင်ဒီပြားလာလို့ရှိရင်မြန်မာဆိုတာဒါလားဆိုပြီးတော့ကိုလူမျိုးတွေတော့ပိုးအနှင်ခံအောင်မယ်တကယ်တမ်းနီလာငါလာတဘာဝဘေးနဲ့လည်းတွေ့ရောဟုတ်လားဖုံးကြီးเจ้าနေလည်းပြူတာပဲဟုတ်လားဒါတွေကဖြစ်ပြီးပြတ်မှာပါသင်္ခါရတရားတွေပါစိတ်ခိုင်ခိုင်ထားပါဆိုတဲ့ဖုံးကြီးတွေလည်းငုံမဲ့မဲ့တွေဖြစ်ကုန်တာပဲ အဲ့တော့သွေးစိမ့်ပန်းနေတဲ့သွေးစိမ့်ပန်းနေတဲ့ကျွန်တော်တို့တိုင်းပြည်မှာเนาะဒီလိုဘယ်တော့မှသွေးတွေ6မှာလဲဘယ်တော့မှမျက်ရည်တွေတိတ်မှာလဲဘသူကြောင့်မျက်ရည်တွေတိတ်မှာလဲဘသူကြောင့်မျက်ရည်တွေထွက်နေတာလဲအားလုံးလည်းသိပါတယ်သိတဲ့အခါကျတော့လက်ရှိလက်ရှိဟုတ်လားဘယ်လိုပြောမလဲတနက်ကင်တိုင်း တနက်ကင်တိုင်းတိုင်းပြည်အုပ်ချုပ်လို့ရတဲ့ခေတ်လည်းမရှိတော့ဘူးအင်အားကြီးတိုင်းတိုင်းပြည်ကိုအုပ်ချုပ်လို့ရတဲ့ခေတ်လည်းမရှိတော့ဘူးအင်အားကြီးတိုင်းတိုင်းပြည်ကိုအုပ်ချုပ်လို့ရရေးဆိုလို့ရှိရင်ကမ္ဘာပေါ်မှာအာဏာရှင်တွေကြီးပဲလက်နက်ရှိတဲ့ကောင်အာဏာရှင်ဖြစ်ကုန်မှာပေါ့ဟုတ်လားအဲဒါကြောင့်မလို့လက်နက်ရှိတိုင်းကြီးဆုပ်လို့မရတော့ဘူးဆိုတာသိတဲ့ခေါင်းဆောင်ပိုင်းတွေကနည်းနည်းအလျှော်ပေးနေတယ်လို့ထင်တယ်ကျုပ်တို့လူငယ်တွေကျုပ်တို့ပြည်သူတွေမသေးသေးမသေးမဖြစ်တင်တာတွေဖြစ်ဟုတ်လား ရေဘေးဆိုလဲကြည်လိုက်ဦးအတုံးယုံဟိုနေရဘောလို့ဒီနေရဘောလို့နိုင်ငံလုံးပုတ်စော်နေနန်းလို့စေဘေးဆိုလဲပုတ်စော်နေနန်းလို့အခုငလျင်ဖိတဲ့ပုတ်စော်နေနန်းလို့အင်မတန်မှနန်းစော်နေတဲ့တိုင်းပြည်ကိုဘလို့မြန်းဘလို့စိတ်ကူးနေမြန်းဘလို့အုံးဘလို့ရည်ရချက်တင်နေမြန်းဆက်သွားကြမလဲသူမလျှော့ကိုမလျှော့သူ့ဘက်ကလဲငါပလင်မထိုင်းနေတဲ့ကောင်လျှော့တရားမလို့ဘူးဒီဘက်ကအဖွဲ့အစည်းတွေကလဲ ဟုတ်လားငါတို့မှပြန်မတိုက်လို့ရှိရင်ဒီဖွဲ့စည်းရတစ်စလုံးငါတို့ကိုကျုံပြုတ်နေမှာပဲဆိုတဲ့အသည့်တွေနဲ့တစ်ဖက်နဲ့တစ်ဖက်မလျှော့တော့စိတ်ထားတွေနဲ့တင်းမာနေကြမယ်ဆိုရင်တော့ဒီတိုင်းပြည်ကပုံစော်တွေနဲ့ညှီစော်တွေနဲ့သွေးသိမ့်တွေထွက်နေအောင်မှာပဲမင်းကတွေ့ရတာလည်းစိတ်မကောင်းဘူးကျုပ်တို့လည်းဘာတွေဆက်ပြီးတော့ကူညီပေးရမှန်းလည်းမသိဘာတွေကိုကိုလုံနိုင်တာလည်းဘာမှမရှိတော့ဒီလိုပဲပြောနေရတော့တယ်ကိုကလည်းကူညီနိုင်တဲ့လောက်တော့တာမန်ပြည်သူတယောက်အနေနဲ့ထားတော့ကူညီနိုင်တာပေါ့ကူညီနေတဲ့လောက်တော့ဒါပေမဲ့ကိုကလည်း အကူညီလောက်နဲ့တိုင်းပြည်လုံးနေထားနေရစင်ပါစနှမ်းပယုံနေမဟုတ်တော့ဘူးပွဲပယုံဖြစ်နေတယ်အဲ့တော့ကျွန်တော်တိုင်းပြည်အေးချမ်းပါစေတော့အဖက်ဖက်ကအဖွဲ့အစည်းတွေလည်းရှော့လိုက်ပါတော့လို့ဒါပေမဲ့တက်တက်ဆန်ဆန်မင်းအောင်လိုင်းကဒီဇင်ဘာလောက်ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ပြောပါကမှပဲဒီငလီရင်ကြီးကထားလို့တာဆိုတော့အင်းဒီမင်းဆိုကြီးသေးပါစေလို့ပဲဆူတောင်းပါပဲအေးချမ်းမလားတော့မသိပါဘူးဗျာကျွန်တော်တို့တိုင်းပြည်ကိုအေးချမ်းစေခြင်းပြီး ဟုတ်လားသူညီနဲ့နေပုတ်စောနန်းနေရနေပြီးတော့ပန်းရင်နဲ့သင်းနဲ့အေးချမ်းနဲ့ပျော်ရွှင်နဲ့တိုင်းပြည်သူပြည်သားတွေကိုမြင်မြင်လာပြီဗျာကျုပ်တို့ကတော့တကယ်စိတ်မေးချမ်းသာဘူးစိတ်လုံးဝစိတ်မေးရဘူးစိတ်မချမ်းသာဘူးနေကလူကဘယ်နေရာကြည်လိုက်ကြည်လိုက်ခိုးဆိုးလူနိုင်ဘာဖြစ်လို့ဆိုမေးချမ်းလို့ဖြစ်တာလေငတ်လို့ပြက်လို့ခိုးဆိုးလူနိုင်ဆိုတာဖြစ်လာတာလေဟိုးကိုဗစ်တုန်းကကြီးစန်းလူလူကောင်းဆောင်တင်မြောက်ထားတဲ့လူလူကတင်မြောက်ထားတဲ့ခေါင်းဆောင်ရှိတော့ဟုတ်လား ယောဂါတွေဖြစ်နေတဲ့ဂျားတွေနဲ့လို့ပြောနေကြသေးတယ်သုံးရင်စိတ်တွေဂျားတွေကပဲကြည်နူးစရာတွေဖြစ်လာတယ်ဟုတ်လားလူတွေထင်ထားသလောက်ကြီးသေလိမ့်မယ်ပြစ်လိမ့်မယ်သေလိမ့်မယ်ဖြစ်လိမ့်မယ်ဆိုတဲ့ဂျားတွေကထင်ထားသလောက်ဖြစ်မလာကြဘူးဒီလိုမျိုးအဲ့လိုမျိုးပြည်သူခေါင်းဆောင်အုပ်ချုပ်တာကိုခံကျင်နေဗျာကျုပ်တို့ကတော့တကယ်ပြောတာခမားတို့လည်းအုပ်ချုပ်လို့ရပါတယ်ကျွန်တော်တို့လူသူကတင်မြောက်တယ်ဆိုရင်ခမားတို့လည်းအုပ်ချုပ်ပါကျုပ်တို့လည်းခမားတို့ကိုပန်ပိုးမှာပဲအဲကျုပ်တို့ကတင်မမြောက်ခွဲနဲ့ခမားတို့ကခမားတို့သဘောနဲ့ ကိုယ်သဘောနဲ့ကိုတက်အုပ်ချုပ်နေလို့ဒီလိုပဲဒီတိုင်းပြည်ဆက်ပြီးသွေးညင်နဲ့နေနံပုတ်စောတွေနံအဖက်ဖက်ကယိုရင်းပျက်စီးပြီးတော့စုတ်ပြတ်တက်နေတဲ့တိုင်းပြည်ဖြစ်နေအောင်ပါပဲဗျာအားလုံးအတိတရားတွေမြင်ကြပါတော့ရှိကြပါတော့မင်းလှုပ်ခြင်းနဲ့ပုံကိုယ်တွေလဲကိုယ်နဲ့မထိုက်တန်လို့ရှိရင်တော့ကိုယ်နဲ့မထိုက်တန်လို့ရှိရင်မင်းမပြောနဲ့ထမင်းအောင်မစားဘူးကိုယ်ပကံကြီးကိုစားလာဖို့ထည့်ထားတဲ့ဥစ္စာတခါတလေခလုတ်တိုက်ပြီးကြာသွားတာရှိတယ်ဒါကကိုယ်နဲ့မထိုက်တဲ့ထမင်းပကံကိုစားမိမစားတဲ့သဘောပဲရှင်းလား ခမရိုးတွေဗျာတိုင်းပြည်ကြီးခမရိုးအာဏာမသိငင်တော့ဆိုရင်ခမရိုးရဲ့စီးစိမ်ကိုလူတို့ကလည်းမျက်စောင်းလည်းမထိုးပါဘူးဟုတ်လားခမရိုးစီးစိမ်ကိုရှိပါစေတော့ဆိုပြီးတော့ဘာလူမှလည်းမပြီးဘူးကျုပ်တို့ကျုပ်တို့တောင်းဆိုကျုပ်တို့တင်မြောက်တဲ့အစိုးရအုပ်ချုပ်သွားရင်ကျုပ်တို့10နှစ်15နှစ်ဆိုရင်တိုင်းပြည်ကပြန်ဖြစ်ပြီဟုတ်လားတိုင်းပြည်ကပြန်လဲတင့်တယ်သွားပြီဆိုပြီးကျုပ်တို့ကဒီတိုင်းလေးနေနေတာခမားတို့ကမင်းဟောလာထပြီးအာနာသိမ့်တဲ့ခါကျတော့တိုင်းပြည်ကထပြီးစုပ်ပြတ်တတ်သွားတာတကယ်တမ်းတိုင်းပြည်အာနာသိမ့်လိုက်တဲ့ခေါင်းဆောင်တွေလဲ ခင်ဗျားတို့လည်းမချမ်းသာတော့ပါဘူးနေမအိညမအိစိတ်စင်းရဲခံနေရတာပါပဲခင်ဗျားတို့လည်းနော်အခုလူထုကဘလို့တွေသွားပြီးတော့ခင်ဗျားတို့အာရသိမ့်တဲ့အချိန်မှာစဉ်းစားလဲဆိုတော့တိုင်းပြည်ပြက်ချင်းပြက်ပါစေတိုင်းပြည်ကပြန်နဲ့ထူထောင်ရင်15နှစ်20နှစ်အတွင်းကိုဟိုးဟုံဟုံတို့တက်သွားတယ်ပြည်သူကညှီလို့ရှိရင်ပြန်ပြီးတော့15နှစ်20နှစ်အတွင်းကို ပြန်ပြီးဟုတ်လားဖွံ့ဖြိုးနိုင်နေဆိုပြီးဒီလိုနဲ့စပြီးတိုက်ခတ်ကြတာအမှန်တော့အခု၄နှစ်ကုန်သွားပြီသူ့ဘက်ကိုယ့်ဘက်အသေးနာအထိနာ ပြင်းရုံဆုံးရှုံးတကယ်တမ်းပညာရေးကျမ်းမာရေးလူမှုရေးတွေမှာကယ်ဆယ်ရေးတွေမှာတုံးမှပတ်စံနေရကြည်စံတွေကြောင့်ကုန်နေတယ်။တိုင်းပြည်အင်မတန်နေမုန်းနေဗျာကျုပ်တို့အင်မတန်ကိုရင်နာရတယ်။နော်ပြည်သူတွေလည်းလှုပ်ရှားနေတိုင်းမစားရခမားတို့လည်းသွားနေတဲ့နေရာမသွားရဟိုလူကြောက်ရဒီလူကြောက်ရဟုတ်လားကိုကိုပြည်တွင်းနဲ့ကိုသွားတော့မှဟိုလူကြောက်ရဒီလူကြောက်ရကိုအင်ချင်းတော့ကိုကြောက်နေရတာဗျာရှင်းရှင်းပြောရရင်ကိုနဲ့ပကုန်းချင်းရှင်သွားနေတဲ့ကောင်အချင်းချင်းတော့ခမားတို့လည်းပြန်ကြောက်နေရတာပဲဘယ်ကောင်သူ့လူလည်းဘယ်ကောင်ကိုလူလည်းမသိတဲ့အချိန်မှာခမားတို့လည်းမအေးချမ်းပါဘူး ဒါဖြစ်နိုင်တဲ့အနေအထားတွေပါဖြစ်နေတဲ့အနေအထားတွေပဲမြင့်မြင့်ကိုလို့တွေပါပဲမြတ်တို့လည်းပြည်သူကိုကျင့်စာကိုကိုကိုလည်းကိုကျင့်စာပြီးရင်ရှော့တင်တာရှော့ပေးလိုက်ကြစမ်းပါဗျာဟုတ်ပြီလားလူလူတောင်းဆိုနေတာလေးကိုလှုပ်ပေးလိုက်လွတ်ပေးဒေါန်ဆန်းစုကြည်ကိုလှုပ်ပေးလိုက်သူတို့ပြန်ရွေးကောက်ပွဲဒေါန်ဆန်းစုကြည်လှုပ်ပေးပြီးရွေးကောက်ပွဲကျင်းပါလို့ရှင်ဟုတ်လားခမရတို့ဖြစ်ကျင်သူတို့ဖြစ်လာလိမ့်မယ်ဒါပေမဲ့ခမရတို့ရှုံးမှာပဲခမရတို့ကိုနာကြည့်နေတဲ့သူတွေကတပုံကြီးအဲ့ဒီချိန်မှာသူတို့နိုင်တဲ့ပါတီကိုခမရတို့ဖျော်ပေးလိုက် အေးအေးဆေးဆေးလေးပြန်ဟာပြီးတော့တည်ငြိမ်လေးပြန်ပြီးတိုင်းပြည်ကိုတိဆောက်မယ်ဆိုရင်10နှစ်15နှစ်အတွင်းခမရတို့ကျွန်တော်တို့အေးချမ်းตายရသွားမှာပါပြည်သူတွေလည်းကြမ်းမှာတိုင်းပြည်ကြီးလည်းကြမ်းမှာပညာရေးတွေလည်းကောင်းဟုတ်လားလူမှုရေးတွေလည်းလူမှုကယ်ဆယ်ရေးတွေလည်းကောင်းအားလုံးကပန်ဖို့သူ့တော်သူ့ဘသူနဲ့သူနဲ့ကိုချင်းစာသူကိုချင်းစာပြီးတော့ကိုညီသွားမယ်ဆိုရင်တိုင်းပြည်ဟာ15နှစ်အတွင်းပြန်ပြီးတော့ထူထူထောင်ဖြစ်ပါတယ်ဟုတ်ပြီလားအခုတော့ငါလုံးမှဖြစ်မယ်ငါလုံးမှဖြစ်မယ်ဆိုတော့ငါတကောဆန္ဒတွေပေါ့ငါရှိမှဖြစ်မယ် ။ငါအလုံးမဖြစ်မယ်ဆိုလေအတ္တတွေကြောင့်မလို့တိုင်းပြည်ကတော်တော်ကြီးလဲနာနေပြီဗျာ။အဲ့ဒါကျုပ်ပြောရင်လဲကျုပ်ကဟုတ်လားအစဲခံရအောင်မယ်အမုန်းခံရအောင်မယ်ဟုတ်လားဝရမ်းထုတ်ခံရအောင်မယ်ပြောနေတာပဲကျုပ်လက်ခံရင်လည်းခံရပြီဆိုလို့ပြီးတော့ကျုပ်လက်မိုက်ပြီးပြောနေတာပဲမတတ်နိုင်ဘူးလေသေတနေ့မွေးတနေ့ဆိုတာအဲ့လိုမျိုးပဲဗျ။ခင်ဗျားတို့လည်းအမြင်တရားတွေအတိတရားတွေရှိကြပါဗျာတောင်းလဲတောင်းမှန်ပါတယ်မြစ်တာတွေလည်းပို့နေပါပြီခင်ဗျားတို့လည်းကြမ်းပါပါစေ ာနာတွေလည်းမဆွဲလက်ပါနဲ့မဆွဲလမ်းပါနဲ့တော့ခမရတို့ကြီးပွားချမ်းသာပြီးသားဥစ္စာတွေလည်းပြည်သူကလက်ညှိုးနေလည်းမထိုးဘူးမျက်စောင်းနေလည်းမထိုးဘူးခမရတို့ရှိပြီးသားဟာယူတာတော်ဟုတ်လားသင်ဘယ်ဟာမှကိုတော်ဘာအားလုံးကနေချင်းညချင်းတွေပဲကြီးလိုက်သမှာအိုးဒီနေ့ဆိုဟုတ်လားရွှေတိုင်းပိုင်ရှင်ကြီးတွေအမလေးပိုက်ကျက်ချမ်းသာလိုက်တာကြီးကြီးတက်သေရောတော့ကိုတော်မပါဘူးသေရောတော့လည်းအသေးဆိုးပဲဘာမှကိုတော်မပါတဲ့အရာကြီးကိုတရားသဘောနဲ့မြင်သမ်းပါဗျဟုတ်လားအခုဆိုလို့ရှိရင်သင်္ခါရပါအားလုံးကဖြစ်ပြီးပြတ်မှာပါဆိုတော့ ဟော့ဟော့ပြီးတော့နေတဲ့ဖုံးကြီးတွေလည်းသူတို့လည်းမျက်ရည်ဆန်း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 နဲ့ဖြစ်ကုန်ပြီဒါဟာအင်မတန်မှမตายရတဲ့မြင်ကွင်းမျိုးဖြစ်ပါတယ်ဗျာအားလုံးကိုချင်းစာစိတ်နဲ့ပဲရှင်းသာနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်ဗျာနော်ကျုပ်တကယ်စိတ်နှလုံးမချမ်းသာဘူးဗျာတိုင်းပြည်အတွက်ငါကြီးတယ်ဗျာတကယ်ကိုမျက်ရည်ဝဲရပါတယ်